တောက်ချန်နေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကနေ21ရက်နေ့အတောအတွင်းမှာဥတီချက်ပြောင်းပြီးလောက်ကင်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တွေကနေကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမတတ်တဲ့ အပြောဆိုနေတဲ့ကျူးဆက်ရမယ်တပတ်သူဂရီကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူတို့အတွေ့တကူဂရီမပင်းနဲ့စကားကျွန်သွားတတ်တယ်။နောက်ဒီကဏ္ဍအတွင်ငွေကြေးကိစ္စလုပ်ငန်းရေးရာကိစ္စမှန်သမျှသတိနဲ့တော့မယ်ပစ္စည်းလောင်တာလောက်မလို့လောင်ကုန်တွေမှာဆုံးရှုံးသွားတယ်တန်ခါးရနေ့ကတော့ရန်တော်တန်များတယ်အဲ့ဒီမှာအတိုက်ခံနေတယ်လည်းတွေ့ရတတ်တယ်မတော်တဆနေလည်းဂရုဆက်ရမယ်အနောက်ရောက်တည်သွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သတိထား၁၆ရနေ့ကတော့တော်စိတ်ချမ်းသာတယ် ရရဆင်းပြေတယ်မတင်မပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ်19ရက်နေ့မှာဥတီကျက်တဲ့နဲ့တိုးတက်မှုတွေတည်ပွင့်မယ်16ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်19ရက်နေ့မှာ နေကင်းတနိုင်ခွဲချော်သွားပြီးအသေးစားထိခိုက်မှုကြီးဆက်ရမယ်20ရက်နေ့ကတော့ရရဆင်းပြေခြင်းကံကောင်းခြင်းချုပ်မယ်21ရက်နေ့မှာလက်ပွင့်မယ်ကံပွင့်မယ်လိုရာပြည့်စုံမယ်အဲ့ဒီနေ့မှာတောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ် နေဆရနိုင်တဲ့တနင်္ဂနွေတွင်သွားလာနေတဲ့ဂယူဆိုင်ရမှာဖြစ်ပါတယ်။ကြာသာပတိနေဗုဒ္ဓုနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေငါနေမွေးသူတွေဒုက္ခပေးတတ်တယ်။တင်ငါကုက္ကနန်းနေချိုးပေးတယ်အစိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုမုံအာဟာရဒါနပြုပါကျေးဇူးတင်ပါတယ်။ တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာရံများတဲ့အဖြစ်စီနောက်စစ်တီများတဲ့ရံတိုက်ခံနေကြတဲ့ဖြတ်သန့်ပြီးတော့ကိုလိုရဆန္ဒရှိသူတို့ကိုစောင့်ရတဲ့နေထားရှိမယ်တပားသူကြောင့်မိမိရွယ်ချက်တွေပြတ်တက်တဲ့မူလစီစဉ်ထားတဲ့စီစဉ်နေလက်တွေစောင့်ရတဲ့ခါမှကျတော့အဆင်မပြေသလိုဖြစ်မယ်အတော်တန်ကိုစိတ်ပြန်မှန်သူပြန်မှန်ဖြစ်တဲ့နေထားနဲ့ပြသရတဲ့ ရက်တွေကိုကြုံတွေ့ရပါမယ်15ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်အဲ့ဒီပြိုင်တွေကငကပွန်ရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်အကာရမရှိတဲ့အမြင့်ဆုံးတက်ချင်းတွေမပြုတ်ရဘူးအသွားလာနေထိုင်ခက်ရံပဋိပက္ခမဖြစ်အောင် နေထိုင်ရမယ်သူသဖြင့်အဲ့ဒီတနေ့တာအတွင်းအနောက်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်ဒီတဏ္ဍာန်ခွဲနဲ့ညနေ3နာရီတွင်သွားလာနေထိုင်ကြည့်ဆက်ရမှာပေါ့ဆက်ချောင်းနေမှာတော့အရာရာကောင်းသောကံနဲ့ချိုးပြတဲ့ကံတွေပေါ်လာတယ်ပြိနေတဲ့လမ်းကြောင်းတွေပြန်ပွင့်တယ် ခရီးကိစ္စအဆင်ပြေမှုရှိမယ်19ရက်နေ့မှာငွေကြေးကြေးကံကောင်းမယ်ပဋိပက္ခတွေကြားရတဲ့တိုးတက်မယ်ခရီးကိစ္စလုပ်ငန်းကိစ္စတွေအဆင်ပြေမယ်17ရက်နေ့မှာငွေကြေးကြေးကံထူးကောင်းတဲ့လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်19ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတော့တခုနဲ့မကတဲ့လုပ်တွေကိုလုပ်ငန်းအဆင်ပြေပြီးတိုးတက်မယ်20ရက်နေ့မှာရန်နောက်ဆက်တင်တဲ့နိုင်ငံတွေတိုက်တယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်ပြီးမှလူရှိရပြည့်စုံမယ်၂၁ရက်နေ့မှာ နဂဘောရဲ့ဖြစ်တယ်မတော်တဆထိခိုက်မှုန်ဒီရကိုထူးဖြူပြီးကြီးဆက်ရမယ်အဲ့ဒီတနေ့တာကာလအတွင်းမှာအသွာလာနေထိုင်ကိုအထူးဖြူကြီးဆက်ရမယ်နေထားရှိတယ်အဲ့ဒီတနေ့တာအတွင်းတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့တနိုင်ခွဲအတွင်းမှာသွာလာနေထိုင်အထူးဖြူပြီးကြီးဆက်ရမယ်နေထားရှိကြောင်းပြပြလိုပါတယ်ဒီကာလအတော်အတွင်းမှာဇာသပတိနေ့တောကြနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ် ။အင်္ဂါနေ့ဗုဒ္ဓနဲ့မွေးသူတွေဒုက္ခပေးတတ်တယ်။ကျန်နေမွေးသူတွေကတော့ပုံမှန်ပါပဲ။အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးထူးခြားခြားအစဉ်ပြေတဲ့ကံကြမ္မာရှိတယ်။ဒီကာလအတော်တွင်းမှာအနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကို သုံးတဲ့အပြင်အနီအောင်ပန်းတို့ကိုဖျားကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေခြင်းကိုကြုံတွေ့ရပါမယ်။ယေရှုတင်ပါတယ်။